ဒီဗီဒီယိုကတော့လူငယ်တွေအတွက်အဓိကရွယ်ပါတယ်အကာအကွယ်မဲ့လိန်ဆက်ဆံပြီးနောက်ပိုင်းမှာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွေကို HMB မကူးဆက်ရအောင်ပါဝါတဲ့ဆေးလေးတစ်မျိုးအကြောင်းကိုပြောပြမှာဖြစ်ပါတယ်ဆေးနာမည်က PEP လို့ခေါ်တယ်အထူးသဖြင့်တော့ကျွန်တော်တို့ခန္ဓာကိုယ်တွေကိုယောဂဝင်ရောက်နိုင်တဲ့အပြုပ်မှုတွေပြုလုပ်ပြီးနောက်ပိုင်းမှာမှတောက်တဲ့ဆေးဖြစ်တဲ့အတွက် Po Exposure Prophylaxis လို့ခေါ်တယ်ဒီဆေးမှာ HMB virus ကိုတားတဲ့ဆေး၃မျိုးပါပါတယ် DDR 3DC DDG ဘာမို့လဲတီတူရ FTC DD စသည်ဖြင့်ဈေးအမျိုးတွဲလေးတွေကတော့မတူကြပါဘူးဒီဈေးကပုံမှန်အပြည့်တော့တဘူးမှအလုံး30ပါတယ်ကျွန်တော်တို့အပြင်မှာဝယ်ရပါတယ်ဝယ်တဲ့အခါမှာတသိန်းခွဲကျော်ပါတယ်အဲ့တော့ဒီဈေးကိုပုံမှန်တောက်တဲ့အခါမှာတနေ့တစ်လုံးပုံမှန်တောက်ပြီးတော့28ရက်တန်တိုင်းတောက်ရပါတယ်သို့တော့ဈေးကိုမတောက်ခင်မှာကျွန်တော်တွေးရင်စစ်ဖို့လိုတယ်တွေးစစ်လို့မှကိုယ်မှ HIV မရှိဘူးဆိုမှဈေးကိုစက်တောက်ဖို့လိုတယ်တောက်လိုက်ပြီးတဲ့အခါမှာကျွန်တော်ဈေးကုန်သွားတဲ့အခါ 6ပတ်ပြီးရင်တွေးတစ်ခေါက်ထပ်ဆစ်တယ်။3လပြီးရင်တစ်ခေါက်ထပ်ဆစ်ပါတယ်။6လပြီးရင်နောက်ထပ်တွေးတစ်ခေါက်ထပ်ဆစ်တယ်။အဲဒီ6လပြီးလို့တွေးဆစ်တဲ့အချိန်မှာ negative ဖြစ်ပါမှကျွန်တော်တို့ခနာကိုယ်တွေကို HIV မကူးဆက်ဘူးလို့ကျွန်တော်တို့ကောက်ချက်ချလို့ရပါတယ်။အဲ့တော့အဲ့ဒီမှာသိစေချင်တာဘယ်အချိန်တောင်းအောင်မလဲဆိုတဲ့ကိစ္စ။ပုံမှန်အဖြစ်တော့အကာအကွယ်မဲ့လိန်ဆက်ဆံပြီးတဲ့အချိန်ကနေတက်နိုင်တယ်လို့ဆောဆောသောက်လေးလေးဒီဆေးရဲ့အကျိုးသက်ရောက်မှုဟာအကျိုးရှိလေးလေးပါ။ HIV ကူးစက်မှုကို60%ရာခိုင်နှုန်းအထက်ကာကွယ်ပေးနိုင်တယ်လို့ဆိုတယ် တချို့တော့ study တွေမှာ99ရာခိုင်နှုန်းတော့တောင်ကောက်ွယ်ပေးနိုင်တယ်လို့ဆိုတယ်။အဲ့တော့ကျွန်တော်2နိုင်အတွင်းမရနိုင်ဘူးဆိုရင်ရောအနည်းဆုံးတော့3ရက်လောက်ဆောက်လို့ရတယ်။82နိုင်အတွင်းတောက်ဖို့လိုတယ်။82နိုင်ကြော်သွားမှတောက်မယ်ဆိုရင်တော့ဒီ CA effect ကိုကျွန်တော်တို့ရတော့မှာမဟုတ်ပါဘူး။အဲ့တော့လူငယ်တွေအနေနဲ့သိစေချင်တာက BEP ကိုတောက်မယ်ဆိုရင်အချိန်ကအရေးကြီးတယ်။နောက်ထပ်တစ်ချက်အလကားမရပါဘူး။ကျွန်တော်တို့အပြင်စေးတိုင်းတွေမှာဝယ်ရပါတယ်။သသိန်းခွဲကြော့ပါတယ်။ အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါ